မင်္ဂလာပါရှင် တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစေရှင်30ရက်6လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင်ချန်နယ်မှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဗမော်မြို့နယ်တနရာတို့မြကျင်းနားလေတပ်မှတပ်တော်ဂျက်ဖိုက်တာနှစ်စီးဖြင့်မနက်09:48မိနစ် နေ့လယ်12:24မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနရာသို့တရက်ဦးလေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်နေ့လယ်12:18မိနစ်2:18မိနစ်မိထီလာလေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်နေ့လယ်2:33မိနစ်2:39မိနစ်ခန့်အချိန်တို့တွင်လေချောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနရာသို့ မကွေးလေတာမှာတတ်သောဝိုင်တွဲစစ်ထားဖို့ဘုံကျဲလေရင်တစ်စီးဖြင့်ညနေ9:00မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်30ရက်6လ2025ရက်နေ့တွင် အကြံဖတ်စစ်ကောင်စီအနေဖြင့်တရက်ဦးလေတက်မကွေးမြကြီးနာမိထီလာလေတံများမှဂျက်ဖိုင်တာပြန်တက်မှုအကြိမ်ရေ26ချိန်ခန့်ရှိခဲ့ပြီးစကိုင်းတိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်တို့တွင် လေကြားတိုက်ခိုက်ပြန်တမ်းမှု9ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြားတိုက်ခိုက်မှုအနေအများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီး ျမတို့မရရှိခဲ့သော လေးချောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေးရင်ဖြတ်တန်းသည့်တဲ့နှင့်လေးချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေဟင် Scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။ မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။